နောင်ချိုမြို့နယ်တောင်ခမ်းရွာကိုစစ်ကောင်စီလေရင်ကအစိတ်ငွေဘုံ၃လုံးကျဲချတိုက်ခိုက်သွားတယ်လို့တမ်းမျိုးသားလူမျိုးကြီးတက်မတော် TNL ကသတင်းထုတ်ပြန်ပါတယ်။ဧပြီ6မိုးလွန်းနှစ်နိုင်ခန့်မှာတိုက်ပွဲဖြစ်နေတဲ့တောင်ခမ်းရွာက9ရက်နှစ်တပ်စခန်းအနီးတော်လိုင်းတပ်တွေရှိတဲ့နေရာကိုအစိတ်ငွေဘုံနဲ့တိုက်ခိုက်သွားတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဧပြီကညဆယ်နိုင်ခန့်ကလည်းနောင်ချိုမြို့နယ်နောင်လင်းရွာနဲ့ နောက်ဆောင်ဟူရွာကိုစစ်လေရင်က ပေါင်250ဘုံ၃ချိန်ကျဲချတဲ့အတွက်နေအိမ်လေးလုံးပျက်စီးတယ်လို့လည်းဖော်ပြပါတယ်။ဧပြီ9ရက်မှာမိုးကုတ်မြို့အနောက်ပိုင်းပင်ကူတောင်အောက်အနီးကိုစစ်လေရင်ကဘုံကျဲပြီးနောက် အခုလိုဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်နေတာပါ။ဧပြီ2ကနေ20နှစ်အထိအပြည့်ခတ်ရဆဲတယ်လို့ကြေညာထားတဲ့စစ်ကောင်စီဟာ DNA ထိန်းချုပ်ဒေသကို စစ်အင်အားဖြည့်တာထိုးစစ်ဆင်တာဘုံကျဲတာတွေဇက်တိုက်လုပ်နေတယ်လို့လည်းဖော်ပြထားပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာရှိတဲ့ရေဘူးရွာကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ် PNO PNA တပ်တွေကဒရုန်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက်နေအိမ်တွေပျက်စီးကြောင်းရွှေဖီမြေကဖော်ပြပါတယ်။ဧပြီလမှာနဲ့6နိုင်ကလည်းညနေ9နိုင်ခွဲအထိ တနေကုန်ပြစ်ခတ်ပြီးလက်လက်ကြီးအလုံး30ခန့်ကြားရောက်ပောက်ကွဲတယ်လူထိခိုက်မှုမသိရသေးပေမဲ့နေအိမ်တွေပျက်စီးတယ်လို့အင်းလေးဒေတာလူအခွင့်ရေးဖွဲ့တာဝန်ရှိသူတူကပြောပါတယ်ဒီဒေတာမှာဘာတိုက်ပွဲမှမရှိဘဲစစ်ကောင်စီနဲ့ပြည်သူစစ်တွေကကြေးရွာကို တမင်တကာပြစ်ခတ်တာလို့ဖော်ပြထားပါတယ်မန္တလေးတိုင်းစီမီကုန်းဆေးရုံမှာ အထိုင်ချတက်ဆွဲထားတဲ့ စစ်ကောင်စီစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်သား3ဦးသေပြီးတချို့ဒဏ်ရာရတယ်လို့မြင်းကြံ Black Tiger MBT အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဧပြီလ10ရက်မနေ့17ရက်နေ့ကမှ MBT ရဲဘော်တွေကလက်ပစ်ဗုံးနဲ့အနီးကပ်ဝင်ရောက်ပစ်ခတ်သွားတာလို့ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာအရက်ခတ်တက်တော် AA နဲ့စစ်ကောင်စီတက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့နေရင်းစရာကဖော်ပြပါတယ်။အေအေတပ်တွေရှိတဲ့နေရာကိုအမှတ်32ရဲတပ်ရင်းကဧပြီ6မနေ့ပိုင်းမှာဒရုန်းနဲ့စတင်တိုက်ခိုက်ပြီးမြေပြင်စစ်ကြောင်းပါထူလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေတာလို့ဒေသခံတွေကပြောပါတယ်။တိပုတ်တောင်တိုက်နယ်မှာရှိတဲ့ရှောက်ချောင်းစီမော်ဘက်မှာတိုက်ပွဲဖြစ်နေသလိုဂုံးချွင်တိုက်နယ်ပြင်းစီကျေးရွာပြိုင်းစစ်ကီရွာဘက်မှာလည်း တိုက်ပွဲ ပြင်းထန်နေတာလို့ဖော်ပြထားပါတယ်။ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွယ်ရေးလမ်းပေါ်မှာရှိတဲ့စိန်ခွန်းကျေးရွာနီးက6နောက်ပြန်ရွာကိုစစ်ကောင်စီလေကနှစ်ရက်ဆက်တိုက်ဘုံကျဲတဲ့အတွက်ဒီလမ်းကြောင်းကိုဒေသခံတွေအသုံးမပြုကြဘဲရှောင်ကြဖို့တော်လိုင်းတပ်တွေကတိုက်တွန်းတယ်လို့တဝဲ watch ကဖော်ပြပါတယ်။ဧပြီလ9ရက်မွန်လွဲတနိုင်ခန့်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံတော်လိုင်းတပ်တွေတိုက်ပွဲဖြစ်နေစဉ်စစ်လင်ရင်ကဘုံလာကြေးတာလို့ဆိုပါတယ်။ဒါအပြင်ဧပြီလ၄ရက်မှာလဲ6နောက်ပြန်ရွာကူစစ်လင်ရင်ကဘုံကျဲတဲ့အပြင် point 5ဆက်တနက်ကြီးနဲ့ပါပြစ်ခတ်တဲ့အတွက်ဒေါ်လိုင်းရဲဘော်နှစ်ဦးတန်ရာရတယ်လို့ PDF တပ်ဖွဲ့ဝင်တို့ကပြောပါတယ်။စစ်ကောင်စီတပ်ဟာ ထိုင်းနယ်စပ်ရှိမောတောင်ကုံသွေးကြီးနဲ့တနင်္သာရီမြို့ကြားကလမ်းကြောင်းကို 退出前那段，啊，裤子两百多一段，新康街约二毛钱的，有啊里个是酱土皮，南面新来的那段，带白的，是带片的牛肉，泡椒特辣的，克喵。